ဒီနေ့ဗီဒီယိုမှာကျတော့ဒီ Android ဖုန်းကင်ခါရဲ့ user တွေတော်တော်များများစိတ်ဝင်စားကြပြီးတော့သိကျင်နေကြတဲ့ဒီ Bluelocker Unlock နဲ့ Custom Rune အကြောင်းကိုပြောပြပေးမယ်။အဲဒီလိုမျိုး Bluelocker Unlock နဲ့ Custom Rune ကကျတော့သူတို့ရှိမှာကကောင်းကျိုးတွေလည်းရှိတယ်၊ဆိုးကျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုမှာနှစ်ခုလုံးကိုကျွန်တော်အသေးစိတ်ပြောပြပေးမယ်။အဲ့တော့ကျွန်တော်ရဲ့တူတူဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်။ သာသာချင်းမိတ်ဆွေကဒီဘူးလုတ်တာအန်လော့လုတ်ချင်တာနောက်ပြီးတော့ကာစတန်ရိုနီတင်ပြီးတော့တုံးချင်တယ်ဆိုရင်တော့ကိုကိုရိုင်းလုတ်တာတက်ဆိုင်ကျွန်တော်ဒီတက်တီပြီးတော့နားလေတယ်ဒီပေါ့နော်ဆာဖစ်ဆိုင်ဒီမှာသွားပြီးတော့လုတ်တာကိုတော့ကျွန်တော်ကအကြံပေးချင်တယ်အဲ့လိုမှမဟုတ်ဘူးကိုကကိုဘနေကိုလုတ်လိုက်မယ်ဆိုရင်ကြတော့ကိုဖုန်းလေးကတုံးမရတဲ့အထိကိုအဲဒီကောင်လေးကဒုက္ခပေးနိုင်တယ်အဲ့တော့စသချင်းဒီပေါ့နော်ဘူးလုတ်တာအန်လော့ဘယ်လိုလုတ်လဲဆိုတာမပြောခင်ပါကျွန်တော်ဒီဘူးလုတ်တာဆိုတာဗာလဲအရင်ပြောပြပေးမယ် ဒီဘူးလောက်တာဆိုတာကကျတော့ဥမာကျွန်တော်တို့ရဲ့ဒီ smartphone တွေ tablet တွေကိုကျွန်တော် power cloud စပြီးတော့ဖွင့်ပေးလိုက်တဲ့အချိန်မှာဒီပေါ့နော်ဖုန်းတွေမှာသုံးမိမဲ့ဒီ operation system လို့ခေါ်တဲ့ OS ကစပြီးတော့ run ခင်မှာသူကဒီ core ဖုန်းမှာပါတဲ့ဒီ hardware တွေကကောင်းမကောင်းကိုစစ်ဆေးပေးတဲ့ဒီ program တခုလို့တတ်မှတ်ထားလို့ရတယ်။အဲ့တော့ဒီဘူးလောက်တာဘယ်လိုအလုပ်လုပ်တာလဲဆိုတော့ကျွန်တော်တို့ကဒီပေါ့နော်ဖုန်းရဲ့ power button ကိုစပြီးတော့နှိပ်လိုက်ပြီဆိုတာ ਨੇ ဒီဘူးလောက်တာကစပြီးတော့ activate ဖြစ်ပြီး ဒီလိုမျိုး activate ဖြစ်ပြီဆိုတာ ਨੇ ကိုဖုန်းထဲမှာပါတဲ့ hardware တွေဥမာထားပါတော့ဒီ processor လို့ခေါ်တဲ့ SoC တွေကပုံမှန်တိုင်းအလုပ်လုပ်ပေးလာလားဒါမှမဟုတ်ရင် display တွေနောက်ပြီးတော့ဒီ brown ni ran ni battery တွေဒီလိုမျိုး hardware specification တွေကအကုန်လုံးအလုပ်လုပ်သေးလားဆိုပြီးတော့သူကအရင်ဆုံးစစ်ဆေးပေးတယ်ဘယ်လိုမျိုးနဲ့သွားပြီးတော့ဆင်လဲဆိုတော့ဥမာပေါ့နော်အရေးကြီးပုံကိုတစ်ခုကဒီပေါ့နော်သွားစရာလမ်းကြောင်းတစ်ခုရှိလို့ရှေ့ရနေပြီးတော့ဒီလမ်းကြောင်းအချိန်ကြီးကောင်းမကောင်းဆိုတာစစ်ဆေးပေးတဲ့လူတစ်ယောက်လို့ပုံစံသတ်မှတ်လိုက်လို့ရတယ် အဲဒီလိုမျိုးဘူးလောက်တာကစစ်ဆေးပြီးလို့အချိန်နေအကုန်လုံးကောင်းနေဆိုရင်သူကဒီကျွန်တော်တို့ရဲ့ဒီ operation system ကိုကို့ဖုန်းမှာစပြီးတော့ run ပေးတယ်။အဲဘယ်လိုမျိုးပြောရမလဲ။ Okay အခုလမ်းရှင်းနဲ့လာချင်းလာလို့ရပြီ။အဲဒီလိုမျိုးပုံစံမျိုးပေါ့။ဒီလိုမျိုးဘူးလောက်တာတွေကိုဒီ smartphone company တွေကကြတော့ block ခတ်ထားတယ်။အဲဒါကိုဒီပေါ့နော်ဘူးလောက်တာ lock လုပ်ထားတယ်လို့ခေါ်တယ်။အဲဒီလိုမျိုး lock လုပ်တယ်ဆိုတာကကြတော့သူတို့ကအကြောင်းမဲ့တတ်တတ်တော့မဟုတ်ဘူး။ကိုယ့်ရဲ့ smartphone ရဲ့လုံခြုံရေးအတွက်ဒီကောင်တွေကို lock ခတ်ထားတာ။ ဒီလိုမျိုးလော့ခ်ထားမယ်ဆိုရင်ဒီ user ရဲ့အနေနဲ့ကိုကြိုက်တယ်ပေါ့နော်ဒီ OS တွေ company ဘက်ကခွင့်ပြုပေးထားတဲ့ဒီ operation system တွေကိုဒီဖုန်းမှာတုံးလို့မရတော့ဘူးအဲ့ခါကျရင်ကိုဖုန်းရဲ့လုံခြုံရေးကအရင်ကထပ်ပို့ပြီးတော့ကောင်းသွားနိုင်မယ်အားရဟိုမှာဒီ user တွေကမရဘူးကိုစိတ်ကြိုက်က server တွေသင်သုံးချင်တာဒီဖုန်းမှာပါတဲ့ဒီ hardware specification ကိုကိုကိုယ်တိုင်ထိန်းချုပ်ချင်တာဆိုရင်တော့ဘူးလုတ်တာ unlock သွားပြီးတော့လုပ်လို့ရတယ်ဒီလိုမျိုးဘူးလုတ်တာ unlock တွေသွားပြီးတော့လုပ်လိုက်မယ်ဆိုရင်ကိုဖုန်းမှာကိုစိတ်ကြိုက် hardware specification ကို ထိန်းချုပ်လို့ရတဲ့ custom rune တွေကိုစပြီးတော့တင်ပြီးတော့သုံးလို့ရပြီအဲ့တော့ဒီလိုမျိုးပေါ့နော်ဒီ custom rune တွေစပြီးတော့တင်သုံးခြင်းနဲ့ဆိုရင်ဒီ bullet တောင် unlock လုပ်မှရမယ်အဲ့လိုလုပ်မှပဲ custom rune တွေကစပြီးတော့တင်သုံးလို့ရမယ်အဲ့တို့ကတော့ဒီအပြန်အလှန်အကျိုးပြုနေတဲ့သဘောလို့ပြောလို့ရတယ်ဒီလိုမျိုးကို့ဖုန်းမှာ custom rune တင်သုံးမယ်ဆိုရင်ကောင်းကျိုးလည်းရှိတယ်ဆိုးကျိုးလည်းရှိတယ်အဲ့တော့ကျွန်တော်ကဒီကောင်းကျိုးလေးကနေစပြီးတော့ပြောပြပေးမယ်ဒီလိုမျိုး custom rune ကိုစပြီးတော့တင်သုံးလိုက်မယ်ဆိုရင်ပထမအောင်ဆုံးရမယ်ကောင်းကျိုးတွေကကြတော့ ကိုဖုန်းရဲ့ပေါ့နော် operation system ကကြတော့အစ်စ်ဖြစ်သွားတယ်အရင်တော့က official ပေါ့နော် OS mode တဲ့အတွက်ကြောင့်ဒီဖုန်းထုတ်လုပ်ထားတဲ့လူတွေကကိုဖုန်းမှာဒီမလိုအပ်တဲ့ဒီ bloatware တွေထည့်ပေးထားတာတွေကိုဒီ customer တွေမှာမပါတော့တဲ့အတွက်ကိုဖုန်းကအရင်တက်ဆိုင်ပို့ပြီးတော့ပော့ပါသွားမယ်ညံဆန်သွားမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော် battery optimization ဘိုင်းမှာလည်းအရင်တက်ပိုကောင်းပြီးတော့ကိုဖုန်းက battery ပိုခံလာတာမျိုးတွေဖြစ်နိုင်တယ်အဲဒါပေမဲ့ကိုသုံးတဲ့ customer မှာတော့အနည်းငယ်များတော့မူတည်သေးတယ်နောက်ထပ်ကောင်းကျိုးတစ်ခုကကြတော့ ကိုကဒီဖုန်းလေးတစ်လုံးကိုဝယ်ထားတာတော်တော်လေးကြာနေပြီဥမာကျွန်တော်၄-၅နှစ်လောက်ဝယ်ထားတဲ့ဖုန်းလေးတစ်လုံးကကျွန်တော်ဒီ Android update တွေပါမရတော့ဘူးဆိုရင်လည်းဒီလိုမျိုး custom ROM တွေတင်တော်ပြီးတော့ဒီ custom ROM တွေကနေစင်ဒီ up to date ဖြစ်တယ်ပေါ့နော်ဒီ Android 14တို့15တို့ကိုတင်ပြီးတော့သုံးမယ်ဆိုရင်ကိုဖုန်းလေးရဲ့ဒီပေါ့နော် software က up to date ဖြစ်သွားမယ်နောက်ပြီးတော့ဒီ security patch လို့ခေါ်တဲ့ဒီလုံခြုံရေးဒီ update တွေကလည်းပို့ပြီးတော့ရနေမှာဆိုတော့ကိုဖုန်းလေးကဒီ software ဘက်မှာနောက်ကျတာမျိုးမရှိတော့ဘူး ဲကြရင်ကိုကကိုဖုန်းလေးကဟောင်းသွားလို့ဆိုပြီးတော့ရောင်းလိုက်ရတယ်မျိုးမရှိဘူး။အပြောချင်တာကကိုဖုန်းဟောင်းလေးကိုဒီ up to date ဖြစ်ပြီးတော့ဒီ kit standard နဲ့ညီတဲ့ operation system တခုကိုဒီ Castro နဲ့တင်သုံးမယ်ဆိုရင်ရနိုင်တယ်။ Castro နဲ့တင်သုံးမယ်ဆိုရင်နောက်ဆုံးရနိုင်တဲ့အကောင်းကျိုးအားကြတော့အရင်မူရင် operation system လို့ခေါ်တဲ့ OS မှာမရနိုင်တဲ့ကျွန်တော်ဒီ customization ဘိုင်းနေကိုဖုန်းကိုကိုစိတ်ကြိုက်အဲဘယ်လိုမျိုးပြောမလဲ user interface တွေမျိုးစုံပြောင်းပြီးတော့တုံးလို့ရတယ်။နောက်ပြီးတော့အရင် OS မှာမရနိုင်တဲ့ဒီ feature တွေကိုလည်းဒီလိုမျိုး Castro နဲ့တင်ပြီးတော့ရနိုင်တယ်။ နောက်ဆုံးဘယ်လောက်ထိနောက်လောက်နိုင်လဲဆိုတော့ကိုဖုန်းမှာပါတဲ့ဒီ CPU ရဲ့ clock speed ကိုအရင်အထက်ပို့ပြီးတော့တိုးပြီးတော့ကိုဖုန်းရဲ့ဒီ performance ကိုအရင်အထက်ပို့ပြီးတော့မြင့်လာအောင်လုပ်လို့ရတယ်ပုံမှန်ဆိုရင်ဒီပေါ့နော်ဒီ smartphone ထုတ်တဲ့လူတွေကသူတို့ဖုန်းမှာပါတဲ့ SOC ကိုကျွန်တော်ဒီဘလောက်ထိပဲ run ရမယ်ဆိုပြီးတော့တတ်မှတ်ချက်လေးရှိတယ်။အဲ့လိုမျိုးတတ်မှတ်ချက်လေးကို custom run နဲ့ကြော်ပြီးတော့ကိုဖုန်းကိုအရင်ထက် performance ပိုကောင်းအောင်လုပ်လို့ရတယ်။ဒီလို custom run နဲ့သင်သုံးလိုက်ပြီဆိုရင်ရနိုင်မယ့်အကောင်းကျိုးတွေကျွန်တော်ကပြောပြပူပါတယ်ဆိုတော့ ဆိုးကျိုးတွေမရှိဘူးလားဆိုရင်တော့ဆိုးကျိုးတွေကလည်းအများကြီးရှိတယ်အဲ့တော့ကျွန်တော်ဆိုးကျိုးတွေကိုဆက်ပြီးတော့ပြောပြပေးမယ်ပထမဆုံးပေါ်တော့အရေးကြီးဆုံးနဲ့ဒီအဆိုးဆုံးဆိုးကျိုးအားကြတော့ဒီလိုမျိုး customer တွေတင်သုံးလိုက်မယ်ဆိုရင်ကိုဖုန်းရဲ့ဒီလုံခြုံရေးလို့ခေါ်တဲ့ဒီ security ဘိုင်းကတိတိတတ်တောင်းထိကြိုက်သွားလိမ့်မယ်ပုံမှန်ပေါ်တော့အရင်ပုံမှန်မူရင်း operation system တွေမှာကြတော့ Google ရဲ့ဒီ safety nap လိုမျိုး feature တွေပါတယ်ဒီလိုမျိုး feature တွေကကိုဖုန်းနဲ့ကို application တစ်ခုခုတွင်းတဲ့အခါမှာ တွင်းသင့်မတွင်းသင့် error တွေပါမပါ virus တွေပါမပါဆက်ဆေးပေးတယ်။နောက်ပြီးတော့ website တွေကဝင်သင့်လားမဝင်သင့်ဘူးလား virus တွေရှိလားဒီလိုမျိုးဆက်ဆေးပေးတဲ့ Google Safety Net လိုမျိုးကမရှိတော့တဲ့အတွက်ကြောင့်ကိုဖုန်းရဲ့ဒီ security ဘိုင်းမှာတိတိတတ်တာပို့ပြီးတော့အားနေဝါတယ်။နောက်ပြီးတော့ကိုကကိုရဲ့ဖုန်းမှာ mobile banking တွေတုံးတယ်။ဥမာထားပါတော့ KPay တို့ WePay တို့အဲမိုဘိုင်းဘန်ကင်းဒီလိုမျိုးဟာတွေတုံးနေဆိုရင်လေဒီလိုမျိုး customer တွေတင်တုံးလိုက်တယ်ဆိုရင် security အကြောင်းပြချက်နဲ့ဒီလိုမျိုး application တွေကိုကိုဖုန်းမှာတုံးလို့မရတော့ဘူး နောက်ပြီးတော့ဒီအခြားသော application တွေကလည်းကိုဖုန်းကဒီလိုမျိုး boot လုပ်တာ unlock လုပ်ထားတယ်ဆိုတာသိတယ်ဆိုရင်တို့ကအပေါ်မှာပြောလို့ပဲဒီ security အကြောင်းပြချက်နဲ့ကိုဖုန်းမှာဒီ application ကို install လုပ်လို့မရတာလေပေးမဖွင့်တာလေဒီလိုမျိုးတွေဖြစ်နိုင်တယ်။နောက်ပြီးတော့ဒီလိုမျိုး customer တွေတင်သုံးမယ်ဆိုရင်ဒီ company တွေဘက်ကတို့က official ပေးထားတဲ့ brand တွေကပြတ်သွားလိမ့်မယ်။ ပုံမှန်ပေါ့နော်ကိုကဖုန်းကိုဝယ်ထားတာ3လလောက်ပဲရှိသေးတယ်အဲ့လိုမျိုး3လလောက်ပဲရှိတဲ့အချိန်မှာ official brand ညာလည်းကြံသေးတယ်အဲ့ဒါကိုကိုကရှေ့ပြီးတော့ဗောနော custom run တင်သုံးလိုက်တဲ့ခါမျိုးကြရင်ဒီ custom run တင်သုံးလိုက်လို့ကိုဖုန်းမှာပါတယ် hardware ဘိုင်းတွေကတခုခုပျက်စီးသွားတာ software ဘိုင်းတွေကတခုခုပျက်စီးသွားတာဆိုရင်ကုမ္ပဏီဘက်ကတာဝန်ယူဖြည့်ရှင်းပေးပါမဟုတ်ဘူး အဲဒါကလည်းဖြစ်တဲ့နေပေါ့နော်သူတို့နောက်မှာမလုဆိတ်ခြင်းလို့လော့ခတ်ထားတာကိုကိုက unblock လုပ်ပြီးတော့ကိုပေါ့ကိုစိတ်ကြိုက်လို့လို့ပြတ်သွားရင်တော့ကိုဖြစ်ကိုခံဆိုတဲ့သဘောမျိုးပေါ့နောက်ပြီးတော့ဒီလို custom room နေတင်သုံးမယ်ဆိုရင်ပေါ့နော်ဒီ custom room တင်နေတဲ့ဒီ process အတွင်းမှာကိုဖုန်းလေးကတစ်ခုခုဖြတ်သွားတယ်ပေါ့နော်ဥမာထားပါတော့ဒီ custom room တင်နေတော့မီးပြတ်သွားတာတို့နောက်ပြီးတော့ custom room တင်နေတဲ့ PC နဲ့ကျတော့ဖုန်းမှာချိန်ပြီးတာကြိုးကဒီပေါ့နော် disconnect ဖြစ်ပြီးတော့တစ်ခုခုဖြတ်သွားလို့ဆိုရင် ကိုဖုန်းကကြတော့ဒီ hardware ပဲရှိပြီးတော့အထဲမှာ software မပါတဲ့ဖုန်းအဆုတ်ကြီးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ပြီးတော့ကိုဖုန်းကိုဘာမှသုံးလို့မရတဲ့ပြဿနာမျိုးတွေဖြစ်နိုင်တယ်အဲ့လိုမျိုးသုံးမရတော့တဲ့ခါကျရင်ကိုက service center ကိုသွားပြီးတော့ကိုဖုန်းကို software ပြန်ရေးရတာဒီလိုမျိုးတွေလည်းဖြစ်နိုင်တယ်နောက်ဆုံးအားနည်းချက်တစ်ခုကတော့ဒီလိုမျိုး custom room တွေဆိုတာကဒီပေါ့နော် Yotanet Gree community developer လေးတွေကသူတို့နဲ့ကိုက်လောက်မဲ့တနိုင်တစ်ပိုင်ပုံစံမျိုးလေးလုပ်ပေးထားဆိုတော့ဒီ official operation system တွေလိုမျိုး သူတို့ကဒီ100%ရကောင်းတယ်လို့အာမမခံနိုင်ဘူးဒီလိုမျိုး custom room တွေတင်သုံးမယ်ဆိုရင်ကိုသုံးတဲ့ custom room တွေပေါ်မူတည်ပြီးတော့ကင်မရာတိတ်ပြီးတော့ရိုက်လို့မကောင်းတော့တာကင်မရာစွမ်းဆောင်ရေးကြာသွားတာမျိုးတွေနောက်ပြီးတော့ battery တိတ်မကောင်းတော့တာကိုဖုန်းရဲ့ mic တွေတိတ်ပြီးတော့အဆင်မပြေတော့တာ display ဘိုင်းတွေမှာနည်းနည်း error တက်တာတွေအဲဒီလိုမျိုးပေါ့နော်နောက်ပြီးတော့ဒီ software ဘိုင်းနဲ့ပတ်သက်တဲ့ feature လေးတွေ error လေးတွေကိုလည်းဒီလိုမျိုး custom room တင်သုံးမယ်ဆိုရင်ဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ကဒီ bootloader unlock နဲ့ custom room အကြောင်းကိုကောင်းကျိုးရောဆိုးကျိုးရောပြောပြပြီးဆိုတော့ ဒီလိုမျိုးလောက်တာကိုကျွန်တော်ကအားပေးလားဆိုတော့ပုံမှန်ပေါ့နော်ဒီအကြောင်းပြချက်နှစ်ခုတော့ရှိတယ်မိတ်ဆွေကကျွန်တော်အပေါ်မှာပြောခဲ့လို့ပဲကိုဖုန်းလေးကဟောင်းနေပြီနောက်ပြီးတော့ဒီဖုန်းမှာ official ပါတဲ့ဒီပေါ့နော် operation system တွေကအလုံးဝအဆင်မပြေတော့ဘူး up to date လည်းမဖြစ်တော့ဘူးဆိုရင် customer နေတင်သုံးပြီးတော့ကို software ပေါ့နော်ကိုဖုန်းမှာပါတဲ့ဒီ software လေးကို up to date ဖြစ်အောင်လုပ်မယ်ဆိုရင်တော့အဆင်ပြေတယ်လုပ်လို့ရတယ်အားပေးတယ်လို့ပြောခြင်းတယ်ဒါပေမဲ့မိတ်ဆွေကဖုန်းကဝယ်ထားတာအခုမှအစ်စ်လေး ောက်ပြီးတော့ကိုဖုန်းမှာပါတဲ့ OS ကလည်းကိုရဲ့ဖုန်းမှာကောင်းကောင်းမွန်မွန်အလုပ်လုပ်နေသေးတယ်။နောက်ပြီးတော့ official warranty လည်းကြံသေးတယ်ဆိုရင်တော့အဲဒီလိုမျိုးဘူးလောက်တာ unlock လောက်တာ customer နေတင်သုံးတာလို့ကျွန်တော်ကအားမပေးခြင်းဘူး။နောက်ပြီးတော့ကိုကဒီလိုပေါ့နော် customer နေတင်သုံးတော့မယ်ဘူးလောက်တာ unlock လောက်တော့မယ်ဆိုရင်လည်းကိုပကိုလောက်တာမဟုတ်ဘဲနဲ့ဒီလိုမျိုးအကြောင်းအရာတွေကိုနားလဲတကြွနဲ့လူတွေကိုလောက်ခိုင်းဖို့တော့ကျွန်တော်ကအကြံပေးခြင်းနဲ့အဲ့တော့ဒီနေ့ video လေးက message တို့အတွက်ဘုဟုထူတာရနိုင်မယ်လို့ပဲမျှော်လင့်နေကျွန်တော်တို့နောက်ထပ် video မှာတွေ့ပါမယ်။အားလုံးကျေးဇူးတင်နေကျွန်တော်အခက်ပါ။